ငားနဲ့ပဲပြီးဝက်နဲ့ပဲဖြစ်ဖြစ်ဒီဒီမုံဖက်ကလေးကိုပေါ့မုံဖက်ကလေးကိုထည့်အသားလေးကိုပေါ့ဒီဒီအသားလေးကိုထည့်သူ့အချင်လေးကိုဟိုစမ်းပြီးရစားရတဲ့အရာတာကချင်ပြည်နယ်ကိုနော်ရောက်သွားတယ်လို့ဖြစ်မယ်နော်ကျွန်တော်တို့အများဆုံးစားတာကစားပြေမှာဆိုဝက်သားနဲ့စားတယ်အမဲသားနဲ့စားပါတယ်အမဲသားရဲ့အမဲပစိုးချမ်းလေးရဲ့ပါတဲ့ စားဖြစ်ပဲကျွန်တော်တို့စားဘူးလားပါဒါပေမဲ့ဒီကိုရောက်တော့လေတချို့ကကြတော့ဘယ်သားမစားတဲ့လူတွေအတွက်ဟိုအမဲမစားတဲ့လူတွေအတွက်ဆိုရင်အမကျက်သားလေးတွေလည်းမှွပြီးတော့ဒီစားဖြစ်ဘာနဲ့စားလို့ရအောင်လုပ်ပေးတယ်ဒီကျက်သားလေးလည်းလုပ်ပေးတယ်ငါးဆိုရင်ကြစ်ကြစ်ကလေးကြော်ပြီးတော့စားဖြစ်ဘာလေးနဲ့စားတာပေါ့နော်အဲ့ဒါလေးတွေလည်းအမဆိုင်မှာအကုန်လုပ်ပေးပါတယ်ဆက် ကချင်အစားအစာတွေကျွန်မမမေ့ဘူးပေါ့နော်ဒီအရာတွေစားကျင်တယ်ကျွန်မလိုပဲသူများတွေလည်းတချို့လည်းကချင်ပြည်နယ်ကလာတဲ့လူတွေရောဒီရန်ကုန်မြို့မှာရှိတဲ့လူတွေရော အားလုံးဒါလေးမြင်တော့စားကျင်မှာပဲပေါ့လေတချို့လည်းလွမ်းနေတဲ့လူတွေရှိလို့အမရောင်းပေးတာပါဒါလေးကကျွန်မတို့ကသူများတော့မသိဘူးကျွန်တော်တို့ကတော့မစားရရင်မနေနိုင်ဘူးဆိုတာလေဟိုညက်နေဆိုရင်ပထမမစားကျင်ဒီအရာလေးစားလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအတီးအရွက်ကလေးနဲ့စားရတဲ့အတွက်ကြောင့်မို့ဝိတ်ချတဲ့လူတက်လဲရမ်းမဲ့တင့်တော်ပါလိမ့်စေ။ မတို့ကချင်ပြည်နယ်မှာဆိုရင်လေဟိုဒါတွေဆိုရင်အများကြိုက်ပါတယ်ဒီမုံဖတ်လေးနဲ့စားရတဲ့စားဖြည့်လေးကိုဒီရောက်တော့လဲကချင်အစားစာတွေကျမမမေ့ဘူးပေါ့နော်ဒီဟာတွေစားကျင်တယ်ကျမလိုပဲဒီများတွေလည်းတချို့လည်းကချင်ပြည်နယ်ကလာတဲ့လူတွေရောဒီရန်ကုန်မြို့မှာရှိတဲ့လူတွေရော အားလုံးဒါလေးမြင်တော့စားကျင်မှာပဲပေါ့လေတချို့လည်းလွားနေတဲ့လူတွေရှိလို့အမရောင်းပေးတာပါဒါလေးကကျမတို့ကချင်ပြည်နယ်မှာဆိုဒီဒီမုံဖတ်လေးကအဓိကတော့ကချင်ကလာတဲ့မုံဖတ်လေးဒါမုတ်တီဘတ်မဟုတ်ဘူး ။ဒါလေးကွာလဲဆိုဒီကမုတ်ဘတ်ကလည်းမုတ်တီနဲ့စားတဲ့ဟာလေးကကောင်းပါတယ်။သူကမုတ်ဟင်းကားနဲ့စားတဲ့မုတ်ဘတ်လေး။ဒါကြောင့်စာပြေဘတ်ကတော့ဒါအမတို့ကချင်ပြည်နယ်ကလာတဲ့စာပြေဘတ်လေးပါကဆန်လေးနဲ့လုတ်ထားလို့ပေါ့လေ။နောက်နောက်ဆန်ရင်အမဒါကြီးပဲရောင်းပေးရမို့နောက်ကိုစားချင်ရင်ဒီစာပြေဘတ်လေးတွေပါနောက်ကိုရောင်းပေးမယ်အမ။ပြီးတော့ဒီအချင်ကတော့ဒီလိုတဆက်ရကျင်တော့အမရှိမှာဝယ်ပေါ့ဗျာ။ကိုကလည်းကိုအိမ်မှာလုတ်စားချင်ရင်လည်းဆိုရင်တော့အမဒီ မုတ်ဖက်လေးတွေရောင်းပေးပါမယ်နော်နောက်ကိုကျမတို့အများဆုံးစားတာစာဖြေမှာဆိုဝက်သားနဲ့စားတယ်အမဲသားနဲ့စားပါတယ်အမဲသားရဲ့အမဲပစိုးချမ်းလေးရဲ့ပါတဲ့စာဖြေပဲကျမတို့စားဘူးလားပါဒါပေမဲ့ဒီကိုရောက်တော့လေတချို့ကကြတော့ဝက်သားမစားတဲ့လူတွေအတွက်ဟိုအမဲမစားတဲ့လူတွေအတွက်ဆိုရင်အမချက်သားလေးတွေလည်းမှွားပြီးတော့ဒီစာဖြေဘက်နဲ့စားလို့ရအောင်လုပ်ပေးတယ်ဒီချက်သားလေးလည်းလုပ်ပေးတယ်ငါးဆိုရင်ကျွတ်ကျွတ်ကလေးကြော်ပြီးတော့ ဒီစပယ်ဘတ်လေးနဲ့စားတာပေါ့နော်အဲ့ဒါလေးလည်းအမဆိုင်မှာအကုန်လုပ်ပေးပါတယ်ရှင်ကျွန်တော်တို့ကတော့သူများတော့မသိဘူးကျွန်တော်တို့ကတော့မစားရရင်မနေနိုင်ဘူးဆိုတာလေဟိုညက်နေဆိုရင်ပထမမစားကြည့်ရင်ဒီဟာလေးစားလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအတီးအရွက်ကလေးနဲ့စားရတဲ့အတွက်ကြောင့်မို့ weight ချတဲ့လူတက်လဲရမ်းမဲ့တင့်တော့ပါလိမ့်ရှင်ဒီစာပြေလေးကိုစားပြခြင်းနေတာဒီမှာဟုတ်ဒီလိုပေါ့ငားနဲ့ပဲဖြစ်ဖြစ်ဝက်နဲ့ပဲဖြစ်ဖြစ်ဒီဒီမုန့်ဖက်ကလေးကိုပေါ့ မိုးဘက်ကလေးကိုထည့်အသားလေးကိုပေါ့ဒီအသားလေးကိုထည့်ဒီဒီမှာလေးသူ့အချင်လေးကိုဟိုစမ်းပြီးတော့ဆားရတဲ့အရာတာကချင်ပြည်နယ်ကိုနော်ရောက်သွားတယ်လို့ဖြစ်မယ်နော်嗯。Mm. ။အများကောင်းပါရဲ့။ဟုတ်။ဒီကတော့သူကငင်းပါလေးရဲ့သူက။ဟုတ်။ဒီလိုပေါ့နော်။အလေးလိုနော်။ချင်းရအတက်သူကဟင်းကျွန်တော်တို့ကသူနဲ့လဲစားတယ်ကျွန်တော်တို့ကနေရာကိုလေသူကသူဖြေလေးကိုသူ့အချင်းလေးနဲ့ဟင်းနေစားလိုက်ရတဲ့အရာတာကတော့ အဲ့ဒါတော့သူကချင်းခံဆက်လဲဟုတ်တယ်ပြီးရင်ကချင်းတောင်ကျူးလေးတွေရယ်ကချင်းဖက်ဖယ်တို့အဲ့ဒီအရွက်လေးအစုံနဲ့ဖြော်ထားတဲ့ဒီဒီစာဖြည့်ခြင်းလေးနဲ့ဆိုအရန်ကိုကောက်ပါလေချင်းချင်းဆက်ဆက်ကြိုက်တဲ့လူတွေအတွက်ဆိုရင်ဒီမှာအသားလေးနဲ့လို့စားရတာအရန်ကောက်ပါလေရှင်ဒါကနန်ကင်ပါရှင်ဘယ်နန်ကင်လေးနဲ့သုံးသက်သားလေးနဲ့လုပ်ထားတာပါစားကြပါဦးရှင် ကျမဒီဘန်းလေးကတော့ကျမရှိမှလာစားရင်တောင်းပါဒီဟာလေးကတော့ဒီဘန်းကြီးမှဆိုရင်ဝက်သားလည်းပါမယ်အမဲလည်းပါမယ်ငားလည်းပါမယ်သုံးမျိုးလည်းရတယ်အဲ့ဒါတွေဆို8000လောက်ပေးရတယ်9000ဆိုတော့အသားနှမျိုးလာမယ်ပြီးတော့ခါကျအဲ့ဒီမှာမြင့်ကြော်လေးတွေပါတယ်ပြီးရင်ဟိုရုံးပရဒီမှလာလေးတွေပါတယ်အဲ့ဒါအဆုံးပါပါတယ်ဆင်ဟုတ်ကျမစာပြေလေးကိုလေမေကပြာကလမ်းမာတာပါကျမမေကပြာတို့ဆိုရင်ကျမတို့ကဘာလဲစားတဲ့ဟာလေးတွေရိုက်ချင်တာတွေပါတယ်အဆုံးရှိတယ်လေဒါပေမဲ့တို့ကလည်းရိုက်လဲရိုက်ခံပါတယ်ပြီးတော့လည်း စားလို့လည်းကောင်းလို့ဆိုပြီးကျမတို့ဒါလေးတွေလည်းကြော်ညာပေးပါတယ်ဒါအဖိုးအခယူပြီးမှကြော်ညာပေးတာမဟုတ်ပါဘူးတို့ကိုယ်တိုင်ကလေတကယ်ကြီးကိုစားပြီးမှစားကောင်းလို့ဆိုပြီးမှအာဗာလေဒီဟာလေးတွေရိုက်ပြပေးရပါတော့ဒီကနေကျမကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ကလေသူတို့ကလည်းစားလဲစားပြတယ်ဒီဟာလေးတွေလည်းစားကောင်းလို့စားပြတယ်လို့ပဲကျမတို့ဟိုဟာလေယုံကြည်တာပေါ့နော်အဲတုန်းက ဟိုကျွန်တော်ရှိမှာမာစားတာပါတကယ်တမ်းကတော့ညီမလေးမယ်လိုဒီကနေပြီးမှာမာစားတယ်မာစားတော့သူစားဟိုစေတနာနဲ့ပေါ့လေနော်ဒါလေးတွေစားကောင်းတယ်ဆိုတာလေးကိုကြော်ညာပေးတဲ့အချိန်မှာလဲညီမလေးမယ်လိုဒီရဲ့ဒီအတိုင်းဝိုင်းကနေလဲတွေ့တဲ့အချိန်မှာအမမယ်လိုဒီစားတယ်လို့ပဲစားခြင်းနဲ့ဒီဟာလေးတွေစားခြင်းစရာလေးဆိုတော့လဲအောက်ကနေမှန်ပေးကြတာပေါ့အားလုံးလေးဟိုအားပေးတာပါအဲ့ဒါလေးကိုမြင်တဲ့ခါကျတော့ ဘယ်လိုမဆိုဘောလေမယ်လိုဒီစားပြတာကိုကျမတို့လည်းတည်ကြလို့ဘာလဲအခုလုံးပေါ့လေတည်ကြကြတာပေါ့လေစားစားကျင်နဲ့စိတ်ရှိကြတာပေါ့အဲ့မှာကျူလေးကလည်းမြင်ပြီးမှကျမကိုစားကျင်နဲ့မမလို့ပြောတော့အဲ့ဒါကျမကိုကျမချီမှာမာပေးတာပါအဲ့ကနေညမှာသူအကြီးကျယ်ကိုစားပြပါတယ်ဒါစေတနာနဲ့စားကောင်းတဲ့ဆိုတဲ့အကြောင်းကိုငါးကောင်းမြင့်ချင်လေးနဲ့ဒါလေးကို အများကြီးရိုက်ပြတော့တယ်ဒီကနေကျေးဇူးအများကြီးတင်ပါတယ်လို့ဒီမှာလေးချူလေးရောဒီမှာလေးမယ်လိုဒီရောဒါဒီကနေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျွန်တော်စာပြေလေးကိုဖြည်းဖြည်းပေါ့နော်စာပြေဘယ်မှာပဲရောင်းရောင်းစာပြေလေးတွေရောင်းနေလို့အကုန်လုံးကိုအားပေးလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ kitchen ပြင်းနေမှာ kitchen ပြင်းနေအစားစာလေးကိုဘယ်လိုပဲရောင်းရောင်းအားပေးပါကျွန်မကိုလည်းအားပေးပါလို့နော်ဖိတ်ကော်ပါတယ်ဒီစာပြေလေးကိုမာမယ်ဆိုရင်ဒီနေရောက်ပွဲစားမယ်ဆိုရင်ဒီဟာလေးကအတင့်တော်ဆုံးပါပဲရှင်ဒါကတော့နှစ်တောင်းပါ ဟိုအိမ်ကိုယူမယ်ဆိုဘူးလေးနဲ့ထည့်ပေးပါပဲเนาะအဲပြီးရင်ကျွန်တော်တို့ဒါလေးမာမယ်ဆိုရင်၄တောင်တင်းတင်းရှစ်တတအဲဒါမှမဟုတ်ရင်မွေးမိသားစုမြန်မာသမင်းဆိုင် page ကနေလည်းမာယူနိုင်ပါတယ်ကျွန်တော်တို့တတပါအားပေးပါအောင်เนาะ